ဟယ်လိုအားလုံးမင်္ဂလာပါကိုတိဘဘောချန်နီယာနဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျော်ဒီနေ့တောက်ကြမှာတော့ငါးပွဲလောက်ရှိရပါတော့အဲ့တော့ဒီနေ့တော့ကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်ဒီနေ့ကျွန်တော်တောက်ကြနေလို့လမ်းပိတ်တာပေါ့နော်လမ်းပိတ်တော့ဒါပြီးတော့ဟွာလည်းဖြစ်တော့ရုံပိတ်ရဲ့အဲရုံပိတ်ရဲ့ public holiday ဒီညွန့်ပိတ်ရဲ့ပြန်ကြမှာဘာညာနဲ့လမ်းမှာတော်တော်လေးဖေးရတော်တော်ကြာသွားတဲ့အတွက်ကျွန်တော်အိမ်မြဲတော့နောက်ကျတော့ခွန်နိုင်ခွဲမောက်ကျွန်တော်ဗီဒီယိုဆက်ရရပါတော့အဲ့ အဲဒီနေ့တော့ကျွန်တော်ပြန်ပြီးတော့ကြိုးစားပေးပါမယ်နော်အမှတ်ပေးပြိုင်ပွဲမနေ့ကတော့ကျွန်တော်ရွေးထုတ်တဲ့ဒီမမ်မာပွဲကြီးမှာလွင်ခဲ့တဲ့အတွက်ဒါမမ်မာကြီးအဲအနှုတ်ပြသွားတယ် free ညီကိုကြီးလည်းဒါအနှုတ်ပြသွားပြီပေါ့နော်အော်ယူပါလီယာအကြောင်းမလဲကျွန်တော်ပွဲကို၃ပွဲပဲဒါ၃ပွဲတော့မှလုံးဝအကြိုက်ဆုံးပွဲကိုရွေးထုတ်တာပဲเนาะဒါပေမဲ့လည်းကန်ဆိုးတာပေါ့အော်ယူပါလီယာတော့ net ကြီးရဲ့ဟိုချန်ပီယံလိလို့မဟုတ်ဘူဂီလှုပ်ရှားလို့ကောင်းတဲ့ leap ပေါ့เนาะကျွန်တော်အဲ့ဟိုရှေ့ပြီးတော့မှလည်းပြောခဲ့ဘူးအော်အဲ့အလေးတစ်ခုတော့တတိထားဖို့ရရှိပါတယ်เนาะအဲ့တော့ ကဲကျွန်တော်ဒီနေ့ပွဲကြီးပဲဒီကထားပြီးတော့ပြောမယ်ကျွန်တော်ဒီနေ့ wine spec coat လေးညလာ coat လေးကျွန်တော်ပို့ပေးပါမယ်နော်အော်ကျွန်တော်ပြီးများလီတပွဲဒီနေ့ပြန်ကန်ပေးတယ်ဗောနော်ဒါပြန်တပွဲကဂျားရဲမှာတောက်ကြညမကန်ဘူးဒီပွဲစဉ်တစ်ဖြစ်တဲ့လပောင်းနဲ့ဘုံမောက်ပွဲစဉ်ပဲကန်ပေးသွားတာဗောနော်အော်ဒီနေ့မှလည်းဘုံမောက်ပဲဖူဝန်နဲ့ပြန်ကန်ပေးထားတယ်အော်တောက်ကြညမှာကန်နပီမိုင်းပွဲစဉ်ရှေ့မှာတစ်ချိန်မဲရှိထားတော့ကျွန်တော်နမူနာယူစရာကလည်းစုံပေါ်တစ်ချောင်းမဲရှိတယ်စုံပေါ်နှစ်ချောင်းပေါ့နော်အပေါ်ဆုံး အပေါ်လုံးဝင်ထားတယ်ဘောဒီအပေါ်ကိုပေါင်းပေါ်အဲဒီနေ့ပေးထားတဲ့ဂျေးပေါ့နော်ဘုံဘောကတလုံးကို85ပြားရှုံနှလုံး80ရှုံမနက်ကတော့တလုံးအပြည့်နိုင်၃လုံးအပြည့်နိုင်ပုံစံဖွင့်တာအဲလက်ရှိမှာတော့ပြားလေး20 30လောက်တော့ယော့သွားတယ်ဒါပေမဲ့ဒါကဒီတလုံးအပြည့်နိုင်ဝင်ရုံးနဲ့တလုံးအပြည့်နိုင်ဝင်ရုံးမှာအခြေခံထားဖွင့်ထားတာပေါ့နော်အော်ဒီပွဲမှာကျွန်တော်ကဒီဖူဟန်ပေါ့လေအဓိကဖူဟန်ကိုကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုဖူဟန်ဒီ ပြီးများလီမှာဆိုကျွန်တော်ဖြန့်မြင်းအတင်းပေါ့အတင်းဝော်ဘင်ဟုအတင်းပေါ့နော်အတင်းကြီးဆိုဒုက္ခပေးတယ်ဟိုအိမ်မန်ယူလို့မန်စီးတီးလို့လပါဘူးလို့ဆိုဒုက္ခတော်တော်လေးပေးရနော်တခါရင်သူကတော့နိုင်သွားတဲ့အခြေအနေမျိုးရှိရအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးကြတော့သူအတင်းကြီးကြဒုက္ခပေးဒီလိုအတင်းလက်သူနဲ့ချေရသူတိတ်မကွာတဲ့အတင်းလက်သူအတင်းငယ်တို့ကြသူကအဲရှုံးတယ်အဲ့လိုပုံစံသွားတာပေါ့နော်အမ်ပြီးခဲ့တဲ့တပတ်ဆိုတာအက်စတန်ဗီလာကိုပဲကြည်ပါအက်စတန်ဗီလာတော့ဒါနိုင်ပွဲကြီးပျောက်နေတယ်ဒါပေမဲ့ အဲ့ရှိမှာတော့ဘိုလွန်တော်တပွဲတော့ဂျာရဲမှာတော့နိုင်တာပါမနော်အဲ့လိုဂျာရဲမှာယူယူပိုင်းတပွဲကန်ထားတာမှာအဇွန်မီလာဖူအောင်3-1လို့လက်ဆက်မြင်နေနိုင်သွားတယ်။အော်ဒီနေ့မှာလည်းဖူအန်အဝေးကွင်းဆက်ကန်ရမယ်ဆိုတော့ကျွန်တော်ဒီပွဲမှာဖူအန်ကိုမကြိုက်သေးဘူးဖူအန်ဒီအိမ်ကွင်းတော့ပဲကောင်းတယ်လက်ရှိကားလမ်းဖောင်ကိုကြည့်မယ်ဆိုတော့အဝေးကွင်းမှာနိုင်ပွဲဒါဘရန်ဖို့ပထမပွဲနဲ့ ဘလန်ဖို့နိုင်ခဲ့တာဒါငါလပိုင်းဆိုတာမနစ်ကယာတီအဆုံးပေါ့နော်ဒီ6လပိုင်းစတဲ့ယာတီမှာဒီနေ့ယာတီမှာတပွဲမှမနိုင်ဘူးဘလိုက်တောင်တပွဲတင်ဂျန်နေပွဲချက်စီကိုရှောင်းနေဘီလာကိုရှောင်းနေဆိုတော့ဖူဟန်ဝင်းဝင်းနေနေညံ့နေတဲ့မှာပါတယ်ပေါ့နော်အဲ့ဘုံပေါက်ကကြတော့အိမ်ကွင်းပိုကောင်းတယ်အိမ်ကွင်းမှာလည်းနိုင်ပွင့်လေးတွေပို့ပြီးတော့ရယူထားတာကျွန်တော်တွေ့နေရတယ်ပေါ့နော်အဲ့ဒီပွဲမှာကျွန်တော်ဘုံပေါက်ဘော်ဒီကြိုက်တယ်တေကြရင်တော့ကုန်မယ်ပေါ့ဗျာတေကြရင်တော့ကျွန်တော်အပြည့်နီးပါးတော့ဆုံးရှုံးနေတာမှရှိမှာနည်းနည်းလေးတော့ အန်ဒီရတော့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဘုံမောက်ရဲ့အင်ကွင်းကစားအားလေးကိုကျွန်တော်တဘောကြတယ်အဲဒါကြောင့်ကျွန်တော်ဘုံမောက်နဲ့ ဂိုးပေါင်းကတော့ကျွန်တော်အပေါ်မကြိုက်ဘူးဒီနေ့ဖူဟန်ဂိုးမရောက်ဘူးလို့ကျွန်တော်တွေးတယ်ပေါ့နော်အဘုံပေါင်းနဲ့ဂိုးအောက်လေးတွဲဆော့မယ်ဆိုရင်တော့ကျွန်တော်ညီကိုအရှင်ပြင်မယ်လို့ကျွန်တော်တွေးရယ်ဟောဒီခြေနံကအောက်ဒီကြောင်းတော့ဝင်လိမ့်မယ်ဟိုအပေါ်ဆုံးကြီးမလာနိုင်တဲ့ခြေနံမျိုးဖြစ်နေရတဲ့ကျွန်တော်က body အပေါ်ကြိုက်တာဖြစ်တဲ့အတွက်ဂိုးပေါင်းအောက်လေးနဲ့တွဲဆော့မှဒါ safe ဖြစ်မယ်လို့ကျွန်တော်တွေးပါရယ်နော်အဘုံပေါင်းနဲ့ဂိုးအောက်လေးတွဲဆော့မယ်ဆိုရင်အရှင်ပြင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်နည်းနည်းလေး နာတန်ပေါက်နေတည်ရနော်ဒီနေ့လဲအတန်လေးတစ်ချက်လောက်တီးခံပြီးကြည့်ပြပါမနေ့ကလည်းကျွန်တော်စကားအကြိုင်းမပြောနိုင်ဘူးနော်အခုဒီလဲနာသိမ့်အရှင်းမပြောက်တယ်စီးနေတော့တောက်နေရနာစီးနာစီးနေရပါနော်အနောက်တစ်ပွဲကကျွန်တော်တို့ဘီရိုနာနဲ့ဆက်ဆိုးလို့ဒီပွဲမှာတော့ကျွန်တော်အများကြီးတော့ပြောကြမှရှိပါတော့ဆက်ဆိုလိုကတန်းတဲ့အတင်ဘီယိုနာကတော့ဒါမနစ်ကလေးရှိတဲ့အတင်ပေါ့နော်။အော်ဘီယိုနာကလက်ရှိမှာတော့ဟိုဘယ်လိုပြောမလဲ။နိုင်ပွဲကြီးတော့အရင်ရနေသေးတဲ့အတင်တော့မဟုတ်ဘူး။ ဒါနိုင်ပွဲတော်မှမရတဲ့အတင်းပေါ့နော်တေး၃ပွဲကန်ထားနှစ်ပွဲရှုံးထားတယ်။အော်ဒီနေ့မှာများဒီတန်တက်အတင်းကိုများအိမ်သူရဲ့အိမ်ငွေပထမဆုံးနိုင်ပွဲလေးနဲ့စမလားပေါ့နော်ဒါလေးတစ်ချက်ကျွန်တော်စဉ်းစားနေရရှိတယ်။အဲနောက်တစ်ခုကဒီနေ့မှာအိမ်ငွေနိုင်ပွဲမရတဲ့နှစ်တင်းရှိရပေါ့နော်ဒီနေ့ဒါဘီရိုနာနဲ့ဟော့ဖိုင်နှစ်တင်းရှိရအဲ့တော့ဒီဘက်ကကျွန်တော်ဘီရိုနာဘော်ဒီလေးကိုကြိုက်တယ်ဆက်စိုးလိုအနေနဲ့ တက်နဲ့နင်းဖြစ်နေတယ်တော့အိမ်ကွင်းနေပဲအားပြုကစားတယ်ပြီးနောက်ဆုံးပွဲစဉ်မှာလည်းသူ Udinese ကိုအိမ်ကွင်းမှာ3-1နဲ့တူနိုင်ထားတာဆိုတော့တက်နဲ့အတင်းနေကကျွန်တော်တတိထားမိတလောက်ဆိုရင်နှစ်ပွဲဆက်ဒါဒီလိုမှတ်ပေးကြိုင်ပွဲနေမှာနိုင်တာရှားပါတယ်เนาะအဲ့လိုမျိုးဆိုတော့ဒါဆက်လို့လို့မနိုင်တော့ဘူးတေးလောက်ပဲအမြင့်ဆုံးမျှော်မှန်းလို့ရမယ့်အနေထားမှာဘီယူနာဘော်ဒီလေးကိုကျွန်တော်ရင်းကြည့်မယ်ပြား20တေးကြရင်ပြား20ပဲကျွန်တော်ရင်းရမယ်နိုင်ဝါရင်ကျွန်တော်အပြည့်စားရမယ်ဆိုတဲ့အနေထားပါเนาะအဲ့တော့ဘီယူနာဘော်ဒီလေးကိုကျွန်တော်ကြိုက်တယ်ပါเนาะ နောက်တစ်ခုဂိုပေါင်းကကြတော့ကျွန်တော်တို့နောက်ဆုံးကန်ခဲ့တဲ့ဒီတနင်္လာညပေါ့နော်အဲ sorry ဟုတ်တယ်တနင်္လာညဖြစ်မယ်ဒီပါမာလို့ဘာလို့လဲနော်ပါမာလို့လာစီလို့3-1နဲ့အာ3-1နဲ့2-1နှစ်ပွဲပေါ့နော်အဲတော့ဒီနောက်ဆုံးကန်ခဲ့တဲ့ EDC ရဲ့ပွဲစဉ်တွေကျွန်တော်ရေးမယ်ဆိုရင် ဂူပေါင်းအပေါ်လေးပွဲဆက်ဂူပေါင်းအပေါ်ရင်တက်ထားဖြစ်တဲ့အတွက်ဒီနေ့မှာဂူပေါင်းအောက်ပြန်လာနိုင်တဲ့အနေအထားရှိတယ်။နောက်တစ်ခုကဆာဇူအိုလိုရဲ့တောင်းမင်တပင်ကြဆာဇူအိုရီရှေ့မှာတောင်းပွဲဆက်ဂူပေါင်းအပေါ်တက်ထားတဲ့အနေအထားမှာဒီနေ့မှာဂူပေါင်းအောက်ပြန်လာနိုင်ခြင်းရှိတယ်။အဲဘီယိုနာဘက်ကစဉ်းစားမယ်ကြစဉ်းစားမယ်ဆိုရင်ကြဂူပေါင်းအပေါ်တက်လာနိုင်ခြင်းရှိရပါတော့။ဒါမဲ့ကျွန်တော်ကတော့ဘီယိုနာဒီအရင်ကြီးတိုင်းစီဖွင့်ဆော့တဲ့အတင်းမဟုတ်အဲ့ကြောင့်ကြောင့်မလို့လေသူဒီကဂူပေါင်းအောက်တွေပဲတောက်လျှောက်ကန်နေရဖြစ်တဲ့အတွက်ဒါဘီယိုနာနဲ့ဂူပေါင်းအောက်လေးကိုပဲကျွန်တော်ကကြိုက်ပါတယ်နော်။ လေဗန်20ရှုံးနှလုံး30ရှုံးဆိုကြီးနားမှာဘီယိုနာဘော်ဒီကြိုက်တယ်ကိုပေါင်းအောက်လေးကျွန်တော်ကြိုက်ပါတယ်နောက်တစ်ခုအိုဆာဆူနာနဲ့ဂီတာဖေးလေဗန်65ပြားရှုံးကိုပေါင်းကြီးနှလုံး65ပြားနိုင်အဒီကြီးတန်းကတော့ဟိုနှလုံး65ပြားရေတော့တစ်ခါခံလဲရပြီလေနော်ဂီတာဖေးပွဲပဲနော်ကျွန်တော်မန်မာတန်းအောင်ကိုအောက်ထည့်ပေးလိုက်လားလက်တာပဲဝမ်းဝမ်းလားမသိဝမ်းဝမ်းလားတူဝမ်းလားမသိနော်ကိုပေါင်းအပေါ်တက်သွားတာပဲအော်ဒီနေ့မှလည်းအဲ့လိုဖြစ်လာအောင်မလားတော့မသိဒါပေမဲ့ ဲ့လိုမျိုးဂူပေါင်းကြီးနုနုလေးနဲ့ဂူပေါင်းအပွဲသွားနေရရှင်းမှာနှစ်ပွဲသုံးပွဲတော့ရှိနေပြီအော်ဂူပေါင်းအောက်တော့လာချိန်တော့ရောက်နေပြီပေါ့နော်အဲ့လိုမျိုးတွင်းမဲ့ဆိုတော့ဒီနေ့မှာအာဒီနေ့မှာအိုသာလူနာဂူပေါင်းအောက်သွားနိုင်တယ်ကျွန်တော်တော့ဂူပေါင်းအောက်ကြိုက်တယ်ဘော်ကြီးမရွေးချင်ဘူးဒီဘက်မှာကျွန်တော်ဂူပေါင်းအောက်ပဲကြိုက်တယ်1 0 1ဒီလောက်ပဲလာဈေးကြီး ဝမ်းဝမ်းလာဖို့ခက်မယ်ကျွန်တော်တွေးတာပေါ့နော်။အော်ဦးစားစုနာလည်းနိုင်ကျင်နိုင်မနိုင်နဲ့ဂီတာဖီးလည်းအဝေးကွင်းနဲ့ကားဖောင်ကောင်းနေတဲ့အတွက်ဂီတာဖီးလည်းဝမ်းကြီးလိုရဆက်မြေနိုင်သွားနိုင်ကြီးရှိရဲ့။ဒါပေမဲ့ဦးစားစုနာအင်ကွင်းဖြစ်တဲ့ဦးစားစုနာတော့အင်ကွင်းဖောင်ပိုကောင်းတဲ့အတွက်ဦးစားစုနာနိုင်ကြီးတော့ရခိုင်နဲ့ပိုများတယ်ပေါ့နော်။ပြီးတော့ဦးစားစုနာကလက်ရှိမှာအဆင့်73ပါဂီတာဖီးကအဆင့်10ပါအဲ့တော့အဆင့်73ကနေအဆင့်10ကိုလှန်ကြီးပြန်ပြီးတော့ဒါ level 65ပြားရှုံးသွားနည်းနည်းလေးတော့ပြင်းတယ်လို့ပြောလို့ရတယ်အမှတ်ပေးစရာအရာကြည့်မယ်ဆိုရင်ပေါ့နော်အော်ကျွန်တော်ဒီဘက်မှာ ဘော်ဒီဆိုတော့အိုဆာဆူနာလေးကိုကျွန်တော်ပပလေးကြိုက်တယ်ခိုးပေါင်းအောက်ကိုအဓိကပူကြိုက်တယ်နော်နှလုံး65ပြားနိုင်ဆွဲကြည်နန်းကဒီနေ့ခိုးပေါင်းအပေါ်မတက်တော့တော့ရှေ့မှာပေါ်ပြီးသွားရည်နော်ဂီတာဘေးလှုပ်လှုပ်စားပြီးသွားပြီနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီနေ့မှာတော့ခိုးပေါင်းအောက်ပဲကြိုက်တယ်အော်ဒီနေ့တော့ကျွန်တော်ဂူမောင်းပေါ်ရိတ်တိတ်မကြိုက်ဘူးဗောနော်တင်းအဲတောက်ကြညာဖြစ်နေတဲ့အတွက်ဗောနော်တောက်ကြညာတင်းလာညာရင်မကန်တဲ့ဒီအမှတ်ပေးပြိုင်ပွဲတော်များတော်တော်များများကိုကျွန်တော်ဂူမောင်းပေါ်တိတ်ကြိုက်လိမ့်မရှိဘူး အဲနောက်တစ်ခုကတော့ကျွန်တော်ဂျာမန်ပွဲပေါ့နော်ဂျာမန်ကတော့တောက်ကြဂျာမန်ဖော်မြူလာရခူပေါင်းပေါ်ဒီတစ်ကြောင်းတော့ရှိရပါဘောနော်အဲ့တော့ကျွန်တော်ဂျာမန်ပွဲလေးပြောမယ်ဂီတာဖေးနဲ့အိုဆာဆူနာပွဲစဉ်မှာတော့ကျွန်တော်ခူပေါင်းအောက်ကြိုက်တယ်ဘော်ဒီမှာအိုဆာဆူနာကြိုက်ပါတယ်နော်အဲ့ဂျာမန်ပွဲကတော့ဒါဟော့ဖိုင်နဲ့ကိုကိုလုံးအဟော့ဖိုင်နဲ့ကိုလုံးကဟော့ဖိုင်ရဲ့ level 100ရှုံး2-3လုံးတည်ရမနက်က3လုံး20 30ရှုံးဝင်းကျင်လောက်ပြီးတယ်ဒါမှမဟုတ်လက်ရှိမှာ3လုံးတည်လို့ခူပေါင်းကြီးတော့နုလာတယ်ဘောနော်အဲ့တော့ဟော့ဖိုင်နဲ့ကိုလုံးကလက်ရှိကားလမ်းဖောင်ရဲ့ကြည့်မယ်နှစ်တင်းစလုံးကိုပေးကိုယူအရန်များတဲ့နှစ်တင်း အဲကားလည်းဖောင်ရရှင်ထိုးမယ်ဆိုတော့ဒီနှစ်ပွဲဒီပွဲကကိုပေါင်းအပေါ်အလွယ်လေးတက်သွားနိုင်တယ်ဗျာသုံးလုံးဘလုံးမဆိုရောက်တယ်အချိန်မရွေးလေးလုံးရောက်ဖို့မခက်တဲ့အခြေအနေဟုတ်ဒါမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်အတိုင်းမှာကိုပေါင်းချင်းအပြင်းဆုံးကဒီပွဲပဲမနေ့ကယူပါလိမှာလည်းကိုပေါင်းချင်းအပြင်းဆုံးသတုကက်ပွဲကြတယ်ဟိုးရှိတဲ့နေ့ကဘာကာပွဲလဲကိုပေါင်းအောက်တယ်အဲ့တော့ကိုပေါင်းချင်းအပြင်းဆုံးပွဲရလက်ရှိဒီရက်ပိုင်းဒီမှာရှောင်နေခြင်းနေပေါ့နော်ကျွန်တော်ကတော့မကြိုက်သေးဘူးအော်ဒီမှာကျွန်တော်ကိုပေါင်းအပေါ်ရှောင်နေ အောက်ကိုနေရလားဆိုတော့အောက်ကိုလည်းဂျင်ကိုလို့မပေးကြုံဂျာမန်ပွဲကြီးဖြစ်နေတဲ့နောက်ကြဂျာမန်ဖော်မြူလာကကိုပေါင်းအပေါ်ပဲသွားတာအော်အပေါ်လည်းမကြိုက်တယ်လို့အောက်ကိုလည်းမကြိုက်ဘူးအဲဒီတပတ်ပြည်နိုင်ငံတကာ break လာမယ် international break လာဖြစ်တဲ့အရင်တခါကိုလာပန်ဝင်ထားတဲ့ international break မတိုင်ခင်မှာကန်နဲ့တောက်ကြညဂျာမန်ပွဲစဉ်ရက်ဆက်ကိုကျွန်တော်တွားပြန်ကြည့်တော့ stuttgart 2-0 စိတ်ပေါ်လီလားမသိဘူးเนาะအိုက်ပွဲမှာတော့ဂူပေါင်းအောက်သွားတယ်အော်ဒီလိုမျိုးပြန်ကောက်မယ်ဆိုတော့ဒီပွဲဂူပေါင်းအောက်လာနိုင်ကြီးတော့ရှိတယ်အော်ဒီတော့ဒီပွဲအောက်လည်းမပင်းရဘူးအပေါ်လည်းပြအောင်ကျွန်တော်ဘော်ဒီကိုရွေးမယ်ဘော်ဒီမှာကျွန်တော်ကခုနကဗီရိုနာနဲ့ခက်ဆင်ဆင်ပေါ့เนาะဟော့ဖန်ဟင်းဒီအဝေးကွင်းထဲမှာတောက်လျှောက်နိုင်ပွဲကြီးရနေပြီမဲ့လီဗာပူးစင်လိုအသင်းမျိုးတို့အနိုင်ကစားနိုင်ခဲ့တယ်နော်နောက်တစ်ခုကယူနီယံဘာလင်လိုအသင်းမျိုးကို24 4တွင်းရဲ့သူနိုင်ခဲ့။ဟော့ ဝေးကွင်းနေမှာရလက်ကောင်းတော့အင်ကွင်းမှာကျတော့သူ front back ကို1 3နဲ့ရှုံးတယ်ဘိုင်ယန်မြူနစ်ကို1-4နဲ့ဆိုတော့ဒါပေမဲ့လည်းဟိုအတင်းကြီးနေသူ့တဲ့ level တခုတားတဲ့အတင်းနေမလို့သူရှုံးနေဆိုတဲ့အချက်ကိုတော့ကျွန်တော်လက်ခံထားလို့ရတယ်။အဲ့တော့ဒီနေ့မှာကိုလုံးနေတန်တဲ့အတင်းဖြစ်တယ်။လက်ရှိမှာကားလန်ဖောင်ရကြည့်မယ်ဆိုရင်ရှေ့မှာတောက်လျှောက်ရလက်တွေကောင်းလာပြီးကမှနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပျောက်သွားတယ်ပေါ့နော်ကိုလုံးက။အဲ့တော့ကိုလုံးကိုကျွန်တော်က live နဲ့ ကိုလုံတူနီဝမ်ပွဲစဉ်မှာငယ်ကျွန်တော် license နဲ့ခူပေါင်းပေါ်ကြိုက်ခဲ့ဒါပေမဲ့၁၇နိုင်၁၇နိုင်ပွဲကိုကျွန်တော်မပေးမိလိုက်မပေးလို့ဆိုတော့ရှေ့မှာပွဲရပေးထားပြီးသားဆိုတော့ကျွန်တော်မပေးဖြစ်တော့တာပေါ့နော်ချိန်တဲမှာတော့ကြိုက်နေတယ်ကိုလုံကြေးကြတော့မယ်ပြီးတော့ကျွန်တော်ကဝင်ဝင်ဝင် draw flow ဟိုအိုက်ဝင်အိုက် flow ကလည်းဝင်သွားတယ်မင်းကဘိုလွန်နာရဲ့ frame back ကအိုက် flow မဝင်သွားဘူးเนาะအဲကျွန်တော်မင်းက viber မှာရော telegram မှာပို့ထားတယ်ဒါပေမဲ့မဝင်သွားကန်ဆိုးပါဝမ်းကြီးနဲ့နိုင်ရမယ့်ကိစ္စကို penalty ပေးလိုက်တော့ဝမ်းဝမ်းဖြစ်တော့လက်သွားတယ်ပေါ့နော်အော်ဒီနေ့မှလည်းဒါကိုလုံက လာ loss ကနှစ်ပွဲပဲရှိသေးတယ် draw win 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 draw loss 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 သုံးပွဲလာရမယ့်အနေအထားပဲဒီ flow ထပ်ဝင်နေသေးတယ်လို့ကျွန်တော်ယူဆတယ်အော်ကိုလုံးဒီနေ့ထပ်ရှုံးနိုင်ချေများတယ်ဒါကိုလုံးဘက်ကစဉ်းစားတာနောက်တစ်ခုက hot fire အင်းနေဒီနေ့ aim win နိုင်ပွဲပထမဆရာမယ့်ပွဲဖြစ်လာနိုင်ချေများတယ်အရင်နှစ်ပွဲကတူးထက် level တစ်ခုမြင့်တဲ့ front back တို့ဘိုင်မျိုးနေတို့နဲ့ကန်ခဲ့ရလို့ဒါ နတင်းစလုံးကလည်းအဝေးလာကန်တဲ့နတင်းဆိုတာအင်အားပိုကြီးတဲ့အတင်းတွေမျိုးသူရှုံးနေတော့ဒါလက်ခံပေးလို့ရတယ်။ဒီနေ့မှတော့ကိုလုံးကိုသူဖိုက်လို့ရပါတယ်နော်။တန်းတဲ့အတင်းလည်းဖြစ်နေတဲ့အတွက်ကျွန်တော်ဒီပွဲမှာ Hoffman Hey Body လေးကိုကျွန်တော်ပိုကြိုက်တယ်။အမှတ်ပေးစရာအရကြည့်မယ်ဆိုရင်လည်းဒါတစ်ဆယ်ကနေခုံကိုလှမ်းပြီးတော့လှမ်းကြီးပေးတယ်။လက်ရှိမှာကာနန်ဖောင်ကကိုလုံးကပိုကောင်းနေတဲ့အနေထားပေါ့နော်။အဲ့လိုမျိုးဆိုတော့ကျွန်တော်ကဒီပွဲမှာ Hoffman Hey ကိုပဲကြိုက်တယ်။ Hoffman Hey ကြီးရတော့တည်ကြနိုင်တယ်ဗျာ။ဘုံပေါင်းတဲ့ Hoffman Hey ကကြီးရကြည့်မယ်တည်တပေါက်ရှိတယ်။ တင်ကြရင်လည်းအပြည့်နီးပါးကုန်ပါနိုင်လည်းအပြည့်ကုန်အပြည့်နိုင်ပါဆိုတော့နော်အဲ့လိုမျိုးကျွန်တော်ဒီပွဲမှာတော့ဟော့ဖန်ကြီးကိုကြိုက်တယ်ဂိုးပေါင်းကိုလက်ဆောင်ကျင်ဒီပွဲကဂျာမန်ဂိုးပေါင်းအပေါ်ဖော်မြူလာလဲဝင်သွားနိုင်တယ်လို့အောက်ကိုလည်းသွာလာနိုင်ကြီးရှိရပါတော့နော်ဂိုးပေါင်းအပေါ်ထိုးတာရင်းများလာရင်ရိုက်ချမှာပဲအဲ့ဒါလေးကျွန်တော်တခုတောက်တာပါเนาะအဲ့ဒါကျွန်တော်ဒီဘက်မှာဂူမောင်းပေါရှောင်ပါတယ်ဟော့ဖိုင်ဘော်ဒီဒီကြောင်းနဲ့ကျွန်တော်ကြိုက်ပါတယ်เนาะအဲနောက်တစ်ခုကကျွန်တော်တို့ပဲရစ်နဲ့လော်ရီယန်ပေါ့เนาะ ်ဘယ်ရင်းရဲ့လော်ရီယံမှာဘယ်ရင်းကတလုံးကို90နိုင်ပေးနေတယ်ကိုပေါင်းကြီးသုံးလုံးကို35ပြားနိုင်ဒီကိုပေါင်းကြီးကပြင်းလာတယ်ဘော်ဒီကြီးတန်းလည်းပြင်းလာမနက်က1ပလက်ကို90 3ပလက်ကို60ဘော်ဒီကြီးတန်းကိုပေါင်းကြီးတန်းဇုံလိုက်ကြီးပြင်းလာတယ်ပေါ့နော်အော်ဒီနေ့မှာတကယ်ကြေအဲ့လိုလူတွေတိတ်မတိသတိမထားမိရဲ့ဒီပြင်းတဲ့လီကူ1ပွဲစင်ဟာကိုပေါင်းပေါ်တက်သွားနိုင်တယ်ကျွန်တော်ကအဲ့လိုတွေးနေပေါ့နော်အဲ့တော့ဟိုဂျာမန်ကတော့လူတိုင်းလည်းတိတယ်ဗျာဒီဘောလုံးလောကမှာလောင်းလာလုံးနေညီကိုတော်တော်များများတောက်ကြဂျာမန်ကိုပေါင်းတက်တယ်ဆိုတာလူတော်တော်များတိတယ် ဖွင့်ထားရဲ့ဖွင့်ထားတဲ့ကြေးရကြည့်မယ်ဆိုရင်လည်းတုံးလုံးတည်ရဆွဲဝင်ကြေးဖွင့်တာ၃လုံး20ချုံလောက်ဖွင့်ထားဆိုတာကိုပေါင်းပေါ်အားကောင်းနေပြီဆိုညီကိုတို့အလွယ်လေးတွေးလိုက်လို့ရတယ်။အဲ့လိုပွဲမျိုးကဘုံကြီးကရိုက်ချသွားတတ်တယ်။အဲ့တော့ကျွန်တော်ဒီဘက်မှာဖယ်ရီနဲ့လောင်းရဲ့ပွဲကိုကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ်။ကိုပေါင်းကြီးလည်းပြင်းတယ်။ပြင်းနေလူကူဝမ်းမှာဒီလိုကိုပေါင်းကြီးနေဒီမာဆေးတို့မိုနာကိုတို့လိုင်ယွန်တို့ PSG တို့ဒီလိုအတင်းတွေလောက်ပဲဖွင့်တာ။ဒါပေရီနဲ့လောင်းရဲ့ဆိုတာတန်းတဲ့အတင်းတွေနော်ပယ်ရီဆိုဒီနေ့မှတန်းတက်လာလော်ရီယန်လည်းဒီနေ့မှတန်းတက်လာပါပဲနော် ။အော်ဒီဒီနေ့တင်းမနစ်ကဒီပြင်းပြင်းလေးကူ2မှာတွေ့ခဲ့တဲ့တော့က Perry Aim ကွင်းမှာ3-2 Lorien Aim ကွင်းမှာ 2-C ပေါ့နော်။အဲ့တော့ Perry Aim ကွင်းမှာ5ပေါင်းအပေါ်တက်တယ်။နောက်ဆုံး2ကြိမ်တူတူနဲ့3-2လို့နောက်ဆုံး2ကြိမ်စလုံး5ပေါင်းအပေါ်တက်ထားပြီးတော့ Lorien Aim ကွင်းမှာတော့တပွဲအောက်ထားတယ်။နှစ်ပွဲအပေါ်တက်။အဲ့တော့နောက်ဆုံး5ကြိမ်တွေ့ဆုံမှုမှာ4ကြိမ်အထိ5ပေါင်းအပေါ်တက်ထား။လက်ရှိပေးထားတဲ့ခြေတန်းကလည်းတန်းတဲ့2တင်းတွေ့ဆုံမှုမှာ5ပေါင်းကြီးကဒါပြင်းနေရေပေါ့နော်။အဲ့တော့ကျွန်တော်ဒီပွဲမှာ အပေါ်ကြိုက်တယ်ပယ်ရီ FC ဘော်နီကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ပယ်ရီ FC အနေနဲ့လာဟိုတန်းတဲ့ချင်းချင်းကိုတလုံးဟို level 2နီးပါးပဲဗျာတင်းမတန်းတဲ့ချင်းဆိုတော့ပေးထားတာပြီးတော့အဆင့်ရကြည့်မယ်71ကနေ73ကိုတလုံး90နာပြင်းပါတယ်ဒီလိုအဆင့်ဇရာရက်တင်မှုကန့်နေတဲ့နှစ်တင်းတွဲဆောင်မှုဆိုရင် level 80ရှုံး80ရှုံးဆိုတာဒါအပြင်းဆုံးတော့ပဲဖွင့်တာပေါ့နော်တလုံးအပြည့်နိုင်တော့ပဲဖွင့်ဒါပေမဲ့လက်ရှိမှာတလုံး90နိုင်အထိရောက်လာတာဆိုတော့ကျွန်တော် Perry FC ကြိုက်တယ်ခူပေါင်းအပေါ်ကြိုက်ပါတယ်နော် အော်ဒီနေ့တော့ကျွန်တော်ကြိုက်တာလေးတွေကဟိုအင်ကွင်းနေဘော်ဒီတော်များကြိုက်ထားတယ်ကိုပေါင်းအပေါ်ကလည်းဒါပြင်းပြင်းလီကူကန်းထဲကိုတွားကြိုက်ထားရမနော်ဟိုဟာကိုမကြိုက်ထားဘူးဒီဂျာမန်ဘွဲကိုကျွန်တော်မကြိုက်ထားဘူးပေါ့နော်အဲ့လိုမျိုးတွေတော့ရှိပါတယ်အော်ဒီနေ့တော့ကျွန်တော်ညီကိုတွေအဆင်ပြေမယ်လို့ကျွန်တော်တွေးပါတယ်ကျွန်တော်မမ3ကွက်ချပေးပါမယ် ITF free 1ကွက်ချပေးပါမယ်ပြီးရင်၄ညစာ 1H back ကုတ်ပို့ပေးပါမယ်ပြီးတော့လီတင်မောင်းလေးတစ်ကက်လောက်ကျွန်တော်ဒါညီကိုတို့လက်ဆောင်ဒါ free တင်မှာတင်ပေးပါမယ်เนาะ free channel မှာတင်ပေးပါမယ်အော်ဒီနေ့တော့ဒီလောက်ပါကျွန်တော်နည်းနည်းလေးနောက်ကျသွားရတဲ့အတွက်ဒါ ဟို sorry ပါเนาะဒီနေ့ကျွန်တော်အိမ်ပြန်တော့ကြာလို့ပါအမရဖန်စနေနေ့ကတော့ကျွန်တော်စောစောလေးလုပ်ပြီးမယ်3နိုင်လောက်နောက်ဆုံးထားပြီးလုံးလုံး6နိုင်ပေါ့နော်နောက်ဆုံး6နိုင်လောက်ထားပြီးကျွန်တော်ဗီဒီယိုတွေတင်ပေးမယ်ပြင်များလေး file နော်အတင်းကြီးရှင်အတင်းကြီးရှင်တွေ့တဲ့ဗီဒီယိုတစ်ဖိုင်အဲ့လိုမျိုးကျွန်တော်လုပ်ပေးပါမယ်တင်းင်းကွင်းတွေလည်းကျွန်တော်လုပ်ပေးမယ်ပြီးရင်တော့တင်းင်းလာညကြာရင်တော့ကျွန်တော်နားမယ်ပေါ့နော်တင်းင်းကျွတ်ပိတ်ရလဲဖြစ်တင်းင်းလာအင်ကာကျွန်တော်နားမယ်ဟော ပြီးမှကျွန်တော်နိုင်ငံပွဲကြီးနဲ့ပြန်လဲတွေ့ဆုံကြတာပေါ့နော်အဲ့တော့ဒီနေ့ညတွေ့မယ်မရဖန်ညတွေ့မယ်တပတ်ခါညကျွန်တော်တွေ့ကြပါနော်၃ညဆက်လိုက်ကျွန်တော်တွေ့ပြီးမှကျွန်တော်အနားယူပါမယ်နော်အော်ဒီနေ့ကျအကျိုးလည်းဖြစ်နေပြီးတော့ကျွန်တော်ညီကအလုံး happy တင်းကျဖြစ်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေ့ညတောက်ကြညဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်ပြရစေအားလုံးမင်္ဂလာရှိတော့ညကျန်လေးဖြစ်ကြပါစေအားလုံးမင်္ဂလာရှိတော့ညကျန်လေးဖြစ်ကြပါစေနော် အာ sorry ကျွန်တော်ဟိုပြောကြတယ်ကျွန်တော် Viber channel နဲ့ဒီ Telegram channel link တွေကိုကျွန်တော်ဒီ comment နေမှာကျွန်တော် man ထားပေးပါရနော်အဲ့ဒီတစ်ဆင့်ဒါ join ထားပြီး free ကြိုက်တာညီကိုလို့ use လို့ရပါတယ်နော်အော်ဒီလောက်ဒီနေ့တော့ဒီလောက်ပါပဲနော်အားလုံးအဆုံးကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်အားလုံး good night ပါအားလုံး good luck ပါခင်ဗျာ